မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 6ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းကလင်အောင်မြို့အရှိချမ်းမြန်မာထိုင်းနယ်စပ်မှာရှိတဲ့နိုင်အိမ်အောင်တပ်စခန်းကိုစစ်ကူလာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာ၄ဦးသေဆုံးပြီးတော့လက်နက်ခဲအချို့ကိုသိမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ၄ရက်နေ့နေ့လယ်တနာရီ15မိနစ်ခန့်ကနိုင်အိမ်တော်စခန်းကိုစစ်ကူလာတဲ့အင်အား60လောက်ပါတဲ့စစ်ကောင်စီတပ်နဲ့ပူးပေါင်းမဟာမိတ်တော်လိုင်းတပ်ဖွဲ့တွေကကာကင်းယူထားတဲ့တပ်ဖွဲ့ဝင်များနဲ့ကော့လိုင်းကြီးရွာအနီးမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။55မိနစ်ခန့်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာစစ်ကောင်စီတပ်ဘက်က၄ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများတဲ့အတွက်အထိနာပြီးတော့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်အတွင်းမှာစစ်ကောင်စီတပ်ထံကနေပြီးတော့ခမရ406တိုက်ရဲနံပါတ်ပါတယ် MA4 တလက်60မမဘုံဒီ၄လုံးအီနာကဘုံဒီ၂လုံးကြည်ပေါက်9ခုနဲ့ကြည်အတောင့်တရားကျော်ကိုတင်းစီရမိခဲ့တယ်လို့နေပြူဟာ33ကဖော်ပြထားပါတယ်ဒါအပြင်ပူပေါင်းမဟာမိတ်တပ်ဖွဲ့ကရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဆုံးရှုံးထိခိုက်မှုတော့မရှိခဲ့ဘူးလို့သိရပါတယ်ထိတွေ့တိုက်ပွဲဖြစ်နေတဲ့အချိန်အတွင်းမှာ GNLA တိုင်ရင်း29တပ်ဖွဲ့ကော်တူလေးအာမီ KTLA တပ်ဖွဲ့ နေပြူဟာ33စစ်စင်ရေးတပ်ဖွဲ့ဒေါနာတိုက်ရင်နှင့် 1GF တပ်ဖွဲ့ဒေါနာတိုက်ရင်3 KBDF တပ်ဖွဲ့ရာမညတပ်တော် NMSB AD RMA တပ်ဖွဲ့နဲ့မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တယ်လို့အသိပေးထားပါတယ်။စစ်ကူစစ်ကြောင်းတွေထက်ရောက်လာတော့တိုက်ပွဲအချိန်တွေပိုပြီးတော့မြင့်လာမှုပဲရှိတယ်လို့နိုင်အိမ်တော်စခန်းရဲ့နောက်ဆုံးအချိန်တွေနဲ့ပတ်သက်ပြီးတော့ဘျူဟာ33စစ်စင်ရေးမှုစောရာကိုကပြောပြထားပါတယ်။ဇွန်လိုက်လဒုတိယပတ်ကလည်း နိုင်အောင်စခန်းကိုစစ်ကူလာတဲ့စစ်ကောင်စီတပ်နဲ့တိုက်ပွဲ၄ချိန်ဖြစ်ပွားခဲ့ကဘုံမူအောင်ဘိုဟင်းအပါအဝင်စစ်ကောင်စီတပ်သား၄ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါဗျ။၄ရက်တာတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား၄ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်ငယ်၉လက် RPG တလက်60မမတလက်နဲ့လက်နက်ခဲယမ်းများစွာကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။နိုင်အောင်နေဆက်စခန်းကိုစစ်ကြောင်းထိုးလာတဲ့တပ်ရင်းတွေကစစ်ကောင်စီရဲ့ကန်အိုရန်စစ်ဌာနချုပ်လက်အောက်ခံခလာရ2ရှစ်နဲ့ခလာရ2ခွန်3 ခမရ၄ရရှယ်ခမရ၄ရကိုခမရ၄ရ၁၀တိုက်ရင်တော့ပါဝင်တယ်လို့သိရပါတယ်နိုင်အောင်စခန်းဟာထီကိဒေတာအရှင်းမြောက်ဘက်ချမ်းမှာကြံနေတဲ့စေကောင်းစီတပ်စခန်းဖြစ်တယ်လို့ကရင်စစ်ရေးသတင်းရေးမိကအသိပေးထားပါတယ် KNU တပ်မဟာလေးပူပေါင်းတပ်ဟာ TK ထီထာဘောဒီငရက်နီတုခစေကောင်းစီရဲ့နေဆန်စခန်းများကိုအခုနှစ်အတွင်းမှာတိမ့်ပိုက်ထားပြီးတော့ကြံနေတဲ့တပ်စခန်းများကိုတိုက်ခိုက်သွားဖို့ရှိတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မက်ဂရီတာမြန်မြို့နယ်တရက်ကန်ပြူစောတိရွာကနေထွက်ပြေးလာတဲ့ပြည်သူ6ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ၄ရက်နေ့မှာမြိုင်မြို့နယ်တရက်ကံပြူစောတိရွာကနေထွက်ပြေးလာတဲ့အသက်60ကျော်အရွယ်ဦးဝင်းစိန်ကိုဒေါင်းမှန်အဖွဲ့ကဥဆောင်ပြီးတော့ TYK ပျောက်ကြားတပ်ဖွဲ့ကတော်လိုင်းရဲဘော်များက တွားရောက်ကဲထုတ်နိုင်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲဇော်လိုက်လ26ရက်နေ့ကလည်းတရက်ကံပြူစောထီရွာကအကြမ်းဖက်စစ်ကောင်စီတပ်သားများကမိုင်းကွင်းများကိုဖျက်ပြီးတော့ရိတ်ခါရှာထွက်ခိုင်းတဲ့အချိန်မှာထွက်ပြေးလာတဲ့ကလေးငယ်များအပါအဝင်ပြည်သူ9ဦးကိုလည်း TYK ပျောက်ကြားတပ်ဖွဲ့အညာမြေတပ်ပေါင်းစုနဲ့ပူးပေါင်းအဖွဲ့များကတွားရောက်ပြီးတော့ကဲထုတ်နိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပြူစောထီရွာအတွင်းမှာတက်ဆွဲထားတဲ့စစ်ခွေးများဟာရွာထဲမှာစားနပ်ရိတ်ခါရှာပါလာတဲ့အတွက်ပြည်သူများကိုကြေးရွာရဲ့ပြင်ပမှာရှိတဲ့မိုင်းကွင်းများကိုဖျက်ခိုင်းပြီးတော့ ရိတ်ခါထွက်ရှာခိုင်းနေခြင်းဖြစ်ကဇွန်လ30ရက်နေ့ကလည်း18ထောက်ဖို့လေရင်နဲ့စားနဲ့ရိတ်ခါများကျဲချပို့ဆောင်နေရတယ်လို့သိရပါတယ်။အရင်လူတွေလည်းထွက်လာပြီးတဲ့နောက်ပိုင်းမှာပြူစောတိရွာထဲမှာနေရတာထက်စားကျင်တာစားလို့ရတယ်ဆိုတာကိုသိပြီးတော့သူတို့အချင်းချင်းပြောမိကြလို့နေမှာပေါ့။အရင်ပြီးခဲ့တဲ့နှစ်တွေမှာဆိုရင်စစ်ခွေးရဲခွေးတွေက ပြူစောတိတမီးမျိုးတွေနဲ့လည်းပုံစံအမျိုးမျိုးနဲ့နေနေကြပါတယ်အဲ့ဒါကိုပြူစောတိတွေကလည်းဘာမှမပြောဘဲနဲ့လွှတ်ထားတယ်လို့ကြားသိရတယ်တချို့မိန်းကလေးတွေဆိုရင်အိမ်အောင်ရှိတယ်သူတို့ရဲ့အမျိုးသားတွေကတခြားနေရာရောက်နေတာပေါ့အဲ့ဒါကိုတော့မှစစ်ခွေးရဲခွေးတွေကအလွတ်မပေးကြဘူးသူကတော့သူ့အမျိုးတွေကလက်နက်ကန်ပြူစောတိအကြီးစားတွေနဲ့ဆွေမျိုးတော်ဆက်သူတွေပါ သူနဲ့လည်းမတည့်တော့ရွာမှာနေခြင်းစိတ်မရှိလို့ထွက်ပြေးလာတာပါလက်ရှိမှာခြေထောက်တစ်ဖက်နာနေတာကိုစေကုသပေးပြီးတော့သူနေခြင်းနဲ့နေရာကိုပို့ဆောင်ပေးခဲ့ပါပြီလို့ TYK ပြောက်ကြားကရဲဘော်စောကြီးကရှင်းပြထားပါတယ်အခုလိုမျိုးကဲထုံမှုကိုဒေါမန်အဖွဲ့ကဥဆောင်ပြီးတော့ TYK ပျောက်ကြားတဲ့အဖွဲ့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ယာယီတမရမြင့်ဆွေဟာကျမ်းမာရေးအခြေအနေအထူးစိုးရိမ်ဘွဲရာအခြေအနေဖြစ်နေတဲ့အတွက်စစ်ဆေးရုံမှာအထူးကြမ်းမတ်ကုသနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြင့်ဆွေဟာ2023ခုနှစ်ကစတင်ပြီးတော့လှုပ်ရှားရမှာတုံ့နှေးခြင်းအစာအာဟာရစားသုံးနိုင်မှုနည်းပါးလာခြင်းပါကင်ဆင်အာယုံကြောအားနည်းယောဂါခံစားခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီနောက်2024ခုနှစ်စင်ကာပူနိုင်ငံနဲ့မြန်မာနိုင်ငံစစ်ဆေးရုံမှာဆေးကုသမှုတွေခံယူခဲ့တယ်လို့ပြောပါတယ်။ စစ်တပ်ကမြင်းဆွေရဲ့ကျမ်းမာရေးအတွက်အနီးကပ်နေအိမ်မှာဆေးကုသမှုပေးခဲ့ရတယ်လို့သိရပါဗျ။မြင်းဆွေဟာ2025ခုနှစ်ဇွန်လလအတွင်းမှာကိုယ်အလေးချိန်တွေရော့ကျလာခြင်းအစာကောင်းစွာမစားနိုင်ခြင်းအဖျားတက်ခြင်းအုံနောက်နိုးကြမှုယောနေခြင်းတို့ကြောင့်ဇွန်လလ24ရက်နေ့မှာအမတ်နဲ့ဆေးဆေးရုံမှာထပ်မံဆေးကုသမှုခံယူနေတယ်လို့သိရပါဗျ။လက်ရှိမှာမြင်းဆွေရဲ့အခြေအနေဟာအထူးစိုးရိမ်ပွဲရာဖြစ်နေတဲ့အတွက် အထူးကြမ်းမှကုသဆောင်မှာစိတ်ကုသမှုခံယူနေရတယ်လို့စစ်တပ်ဘက်ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းရေဦးမြို့ပေါ်မှာရှိတဲ့အကြမ်းမှစစ်တပ်ရဲ့စစ်စေးရေးဂိတ်ကို drone နဲ့ဘုံကျဲတိုက်ခတ်ရာစစ်သား၃ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂတ်လ9ရက်နေ့မွန်းလွဲ2:33မိနစ်ခန့်မှာရေဦးမြို့မြောက်ဘက်မှာရှိတဲ့ဂိတ်မှာစစ်စေးရေးပြုလုပ်နေတဲ့ အကြမ်းဖက်စစ်ခွေးများနဲ့ပြူစောတိအင်အားတရာကျော်ကိုရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေး၃ကောင်အပြင်းထန်ဒဏ်ရာရရှိကာဈေးရုံတင်ထားပြီးတော့တော်လိုင်းရဲဘော်တွေကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေး၃ကောင်ဦးခေါင်းကိုထိမှန်ပြီးတော့အပြင်းထန်ဒဏ်ရာရသွားတယ်လို့သိရတယ်။အဲ့ဒီစစ်ခွေးတွေကိုအခုရေဦးမြို့ပေါ်ဈေးရုံကိုတင်ထားရတယ်လို့ပြည်သူ့ကာကွယ်အဖွဲ့ရေဦးမြို့နယ်ကအတည်ပြုပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတန်းရေစကြုံမြို့နယ်ဖြုံဘူးရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲပြီးတော့အသက်နှစ်နှစ်အရွယ်ကလေးငယ်တအူတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ၄ရက်နေ့နေ့လယ်၁၂နာရီကမှရေစကြိုမြို့စီပင်ပန်းချံမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကဟာဝေဇာလက်နက်ကြီးများနဲ့ရေစကြိုမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ အကြမ်းဖက်စစ်ခွေးတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးများဟာရေစကြိုမြို့နယ်မီးလောင်ကျွန်းချေးရွာရွာခွဲနှစ်ရွာကြားထဲမှာရှိတဲ့ကျိုးပေါ်ကိုနှလုံးမီးလောင်ကျွန်းတောင်ဘက်မှာရှိတဲ့ရွာရဲ့အရှိမြောက်ဘက်မှာတလုံးနဲ့ဖြုံမှုချေးရွာရဲ့တောင်ဘက်မှာရှိတဲ့ဘောလုံးခွဲမြောက်ဘက်ကိုနှလုံးကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီလက်နက်ကြီးကြီးထိမှန်ကဖြုံမှုချေးရွာကအသက်နှစ်နှစ်အရွယ်မောင်ပေါ့စီရဲ့ဦးကောင်းမှာလက်နက်ကြီးကြီးစထိမှန်ကတေဆုံးခဲ့ပြီးတော့အသက်68နှစ်အရွယ်ဦးဝင်းကြီးလည်း ခြေထောက်နဲ့တင်မားတို့မှာဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ရေစကြုံမြို့နယ်မှာစစ်ခွေးတွေကဟောအစားလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေပြီးပြည်သူတွေဆင်းရဲဒုက္ခမျိုးစုံပေးနေတာလက်နက်ကြီးကြီးထိမှန်ပြီးတော့အသက်နှစ်နှစ်အရွယ်ကလေးငယ်တအူးသေဆုံးခဲ့ရပါတယ်လို့ရေစကြုံ Township Info Company ကတာဝန်ရှိသူကအတည်ပြုပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းတရချောင်းမြို့နယ်ဝင်းဝကြီးရွာသားဦးတန်းစိုးကိုအကြမ်းဖက်စစ်တပ်ကပြစ်ခတ်တပ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ဩဂတ်လ3ရက်နေ့မှာအကြမ်းဖက်စစ်တပ်ရဲ့ခလာရတပ်ရင်း403ဝင်းဝတပ်စခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးဟာစခန်းထဲကနေဆုတ်ခွာထွက်ပြေးသွားပြီးထွက်ပြေးတဲ့သူတွေကိုပြန်လည်ရှာဖွေရန်လိုက်လံဖမ်းဆီးရန်အတွက်အဲ့ဒီည10နာရီလောက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဝင်းဝကြေးရွာကိုဝင်းရောက်စီးနှင်းခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးစီးနှင်းပြီးတဲ့နောက်စစ်ခွေးတွေကကြေးရွာအတွင်းမှာရှိတဲ့ဖမ်းဆီးဆစ်ဆဲမှုများကိုပြစ်လုပြီးတဲ့နောက်အသက်58နှစ်အရွယ် ဦးတန်းစိုးကိုပြစ်ခတ်တပ်ဖြတ်သွားတယ်လို့သိရပါဗါးအဲ့ဒီဝင်းဝတပ်စခန်းကနေထွက်ပြေးလွတ်မြောက်သွားတဲ့စစ်ကောင်စီတပ်သား၂ဦးဟာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာ၄တပ်ရင်းဆက်နဲ့တပ်ခွဲနှစ်ထံမှဩဂတ်စ်လ၄ရက်နေ့ကလက်နက်နဲ့တကွအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအလားတူပဲရေစကြိုမြို့နယ်ဖူးလုံရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတွေက၎င်းတို့အနီးနားမှာရှိတဲ့ကျေးရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါဗါး ဩဂတ်လ၄ရက်နေ့ည၁၇နာရီကမှဖူလုံရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများက၎င်းတို့အနီးနားမှာရှိတဲ့ကျေးရွာများကိုလက်နက်ကြီးများနဲ့လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ကျေးရွာနေပြည်သူများဟာညအချိန်ကလေးကစတင်ပြီးတော့လက်ရှိအချိန်ထိထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါဗျ။ပြည်သူတွေထိခိုက်မှုတော့မရှိပါဘူး။ စိတ်ခွေးတွေကရမ်းပြစ်နေတာဆိုတော့ရွာထဲကိုလက်နက်ကြီးတွေထပ်ပြီးကြလာမှာစိုးလို့ပြည်သူတွေခမထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခမနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်ငားရဲရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စိတ်ခွေးတပ်ကတော်လိုင်းရဲဘော်တအုပ်အပါအဝင်ပြည်သူ၆ဦးကိုဖမ်းဆီးပြစ်ဒဏ်ပြီးတော့ပြည်သူအယောက်၄၀ကျော်ကိုဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ28ရက်နေ့မှာဝက်လက်မြို့နယ်နဲ့သခိုင်းမြို့နယ်အဆက်ကိုစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ခွေးများကကြေးပါအတွင်းကိုဝင်းရောက်စီးနေတဲ့အချိန်မှာထွက်ပြေးတိမ်းရှောင်တဲ့ပြည်သူများကိုလိုက်လံပစ်ခတ်ခဲ့ရာကလေးငယ်တအုပ်အပါအဝင်ပြည်သူ၂ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်အခုလိုမျိုးဝင်းရောက်စီးနေပြီတဲ့နောက်စစ်ခွေးတွေဟာငားရဲရွာကပြည်သူအယောက်40လောက်ကိုဖုံကြီးကျောင်းထဲမှာဖမ်းဆီးခဲ့ပြီးတော့စစ်ဆင်မှုများပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဇူလိုင်လ26ရက်နေ့မှာဖမ်းဆီးထားတဲ့သူတွေကအမျိုးသား၃ဦးကိုစစ်ခွေးတွေကပြစ်တက်ခဲ့တယ်လို့သိရပါတယ်ဒါအပြင်ကြေးရွာအတွင်းမှာစစ်တပ်စစ်ကြောင်းထွက်ခွာသွားတဲ့အထင်နဲ့ မြေမြေရှင်းလေးလာရောက်လှုပ်ဆောင်နေရှိမကတိုက်နယ်ကတော်လိုင်းရဲဘော်၃ဦးကိုလည်းစစ်ခွေးကင်းမုံကပြစ်ခတ်တိုက်ခတ်ရာရဲဘော်တအူးကြာဆုံးခဲ့ရတယ်လို့ပြောပါတယ်။ရွာထဲကိုဝင်စီးတဲ့အချိန်မှာဒီကောင်တွေကပြစ်ပြီးဝင်လာတာအဲ့ဒီမှာသားမီးနှစ်ယောက်ကစစ်ကြောင်းဝင်လာလို့ဆိုပြီးတော့ထွက်ပြေးတာလေစိတ်ဘက်ကိုထွက်ပြေးတာမှာမြင်းစိတ်ဘက်ကိုထွက်ပြေးတဲ့အချိန်နောက်ကနေပြီးတော့လိုက်ပြစ်တာလိုက်ပြစ်တဲ့အခါမှာကလေးတယောက်နဲ့အမျိုးသမီးတယောက်ကတော့ပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်။ရွာထဲမှာပြည်သူ၄၀ကျော်ကိုလည်းစစ်ခွေးတွေကရွာထဲကဖုံးကြီးကျောင်းတွေကိုဖမ်းခေါ်သွားတယ်။ ဖမ်းခေါ်သွားပြီးတော့စစ်ဆေးမင်းမြတ်နာတွေလုပ်ပြီးပြည်သူသုံးဦးကိုဖမ်းဆီးတပ်ဖြတ်လိုက်ပါတယ်အဲ့ဒီမှာနေမြေရှင်းလေးဝင်တဲ့အခါမှာရှိမကတိုက်နယ်ကရဲဘော်၃ဦးကဖုန်ကြီးကျောင်းထဲမှာပြည်သူတွေရှိတယ်ဆိုပြီးတော့ပြေးဝင်သွားပြီးတွားကယ်တဲ့အချိန်မှာစစ်ခွေးကင်းမုံနဲ့တွေ့ပြီးတော့ပြစ်ခံရတာရဲဘော်၃ဦးကြဆုံးပြီး၂ဦးကတော့လွတ်မြောက်လာပါတယ်လို့ဒေတာရင်းတော်လိုင်းရေးသတင်းရင်းမြစ်ကရှင်းပြထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာလက်ရှိချိန်ထိကြေးရွာများကိုစစ်ကြောင်းထိုးနေတဲ့အတွက်ကြောင့် ထောင်ထဲကြီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့ထိတွေ့တိုက်ပွဲများလည်းဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသား များအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်း အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ